မင်္ဂလာပါစင်ချီစင်ပရိုဒက်ရှင်မှမြန်မာရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားကောင်းတွေကိုနေ့စဉ်အခမဲ့တင်ဆက်ပြသပေးသွားမှာဖြစ်လို့အစီအစဉ်ကောင်းတွေကိုလက်လွတ်မသွားရအောင် subscribe button လေးကိုနှိပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးနော် ချစ်မရှိလေပြောင်းတွေချမတန်တရားတွန်းစိတ်ကောင်းတွေထမ်းလာရင်းနေကြည့်တဲ့လူဘဝမှာဒိဉ္စံနေရတခါတည်းအမလူသားတွေစိတ်ဟာယုံကြည်ရအကူစိတ်တွေခံလာ ဝိတမလောဘဒါယေစာချေချာယာရှာ ကိုစိတ်တွေခါလာဝိတမလောဘတရဲ့စာဖြေချရရှာ ိတ်ဘဝကမောင်မိုးဆွေကိုစောင်းလျှောက်ပေးနေတဲ့ဂန္ဓဗနတ်ကြီးသင်노ထလောသင်노ထလောအတိတ်ဘဝကမောင်မိုးဆွေကိုသင်စောင်းလျှောက်ခဲ့သလိုဒီဘဝမှာလည်းဆက်ပြီးတော့သင်စောင်းလျှောက်ရလိမ့်မယ်။မောင်မိုးဆွေရဲ့ဂန္ဓဗ စံအိမ်တော်ကြီးကိုတကားဖွင့်လိုက်ပြီသင်တို့ထလောဂန္ဓဗာနာကြီးသင်တို့ထလိုက်တော့အာ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  毛毛水，毛毛水。毛毛水。毛毛 ဆရာကြီးတို့ရဲ့အောက်လန်းပညာရမှာအဆင့်50ပဲရှိတယ်ကွာအဲ့ဒီအဆင့်50ထဲမှာ ပထမအဆင့်ပညာရကကျင်ကိုခြင်းပဲကွာဒါဟာအခြေခံပဲကျုပ်သိအံ့ဩတယ်ဗျာอืมဒီလိုတကောင်ရန်တင်းချိုင်းကြီးထဲမှာကျုပ်ခန္ဓာကိုမြုပ်ပြီးခေါင်းဖော်ထားတယ် ဲ့မှာကျုပ်တရေတွေကိုတွေ့တယ်ဗျာ음ဒါပေမဲ့ဆရာကြီးရဲ့စကားကြောင့်ကျုပ်မကြောက်တော့ဘူးအဲ့မှာအကောင်ကြီးတကောင်ကကျုပ်ခန္ဓာကိုယ်လေးကိုပြေးဝင်လာတယ်အဲ့ချိန်မှာပဲကျုပ်ရဲ့ခန္ဓာကိုယ်ကမြေကြီးကနေမြောက်တက်သွားတော့တယ်음တိတ်ကိုထူးဆန်းတယ်ဗျာ ထူးဆန်းတာပေါ့လူလေးရဲ့သိတ်ကိုထူးဆန်းတာပေါ့ဒီမှာလူလေးဓိထဲ့ပို့ပြီးထူးဆန်းတာတွေထူးကြတာတွေမကြုံဘူးတာတွေမထပ်ပြီးတွေ့ရလေဦးမယ်လူလေးရဲ့ကြိုက်တယ်ဗျာကျုပ်တိထပ်ပို့ပြီးတော့အတွေ့အကြုံတွေထပ်လိုချင်ပါလေပြီးတော့ခုနကသားသမီးတွေကိုလည်းကူညီပေးနိုင်တော့မှာဆိုတော့ ်ပို့ပြီးတော့ပီတိဖြစ်တာပေါ့ဆရာကျုပ်ဘဝမှာအနေခံအောင်ပဲခံခဲ့ရတယ်အခုတော့ကျုပ်လူတွေကိုပြန်ကူညီပေးနိုင်တော့မယ်ဗျာလူလေးမင်းရဲ့ကဝေဘူးဖြစ်တဲ့ကန္ဓာပဆိုင်အိမ်ကြီးကို ဖွင့်လိုက်ပြီဆိုတော့မင်းမှာအတိတရားတွေအတတ်ပညာတွေရောက်လာခဲ့ပြီအဲ့ဒီအတတ်ပညာတွေမင်းစီမှာဘလို့ပဲရောက်ရောက် အသုံးချဖို့အတွက်ကတော့လူသေးတယ်လူလေးရယ်ဟုတ်တယ်နော်ဆရာကြီးဘယ်ပြဿနာကိုဘယ်ပညာနဲ့ဘယ်လိုဖြေရှင်းရမလဲဆိုတာတိတိကျကျမသိရင်အနာတခြားဆေးတခြားဖြစ်နေမှာပေါ့သိမှန်တာပေါ့ကွာကိုတတ်ထားတဲ့ပညာကိုအသုံးချမယ်ဆိုရင်အတွေ့အကြုံကလည်းလိုအပ်သေးတယ်ကွာအေးအဲ့ဒီအတွေ့အကြုံဆိုတာကတော့ ချိန်တော်တော်ယူရလိမ့်မယ်လူလေးဆရာကြီးကျုံမနိုင်ဝင်ခံမယ်ဗျာอืมတကယ်တော့ဆရာကြီးစီမှာပညာတင်မယ်လို့ပြောခဲ့တဲ့အချိန်တော့ကျုံလက်စားချေချင်လို့ဗျာဒါမဲ့ လက်စားခြေတယ်ဆိုတာကောင်းတဲ့အလုပ်မှမဟုတ်ဘူးဆရာကြီးကျုပ်ဒီမွေးရပါပါမီပါလို့ဒီပညာတက်ရုံနဲ့ဒီလမ်းကိုမဆုံးယူဘူးကျုပ်တိထပ်ပို့ပြီးတော့အတွေ့အကြုံရင်အများကြီးလိုချင်ပါတယ်။ဆရာကြီးသင်ပေးမှာပေါ့လူလေးရဲ့။ဒါပေမဲ့လူလေး ရာကြီးတို့အခုတတ်ထားတဲ့အောက်လန်းပညာဆိုတာတကယ်တော့မကောင်းဘူးကွာပြောရမယ်ဆိုရင်တော့ကွာမချမ်းသာလို့မလူဘူးဆိုရင်တော့ဒီလူလောကကြီးထဲမှာမလူလဲရပဲသေသွားမဲ့လူတွေမှာတပုံကြီးဖြစ်နေတော့မှာပေါ့အေးအဲ့ဒီလိုပဲ ဒီမကောင်းတဲ့ပညာရက်ကိုသင်ထားမိမှာတော့ကုသိုလ်အကုသိုလ်ကို ခွဲကြပြီးကုသိုလ်ဘက်ကိုနာနာလေးလုံနိုင်အောင်ခொနည်းသားသမီးကိုကယ်တင်ပေးမယ်ဆိုရင်တော့ဒီပညာရက်ဟာလည်းကောင်းလာမှာပေါ့လူကြီးရဲ့ဟမ်ဟမ်ဟာ ဆရာကြီးဆရာအေးဘာလဲကွာညီတို့ဟွာပြင်မှာလူငါတယောက်ရောက်နေဆရာတော့ကြာလာမင်းမလားကွာမင်းကလေးပါဆရာအပြိုလားအိုလားအပြိုလို့တော့ပြောရဆရာအဲ့ဒါဆိုလွတ်လိုက်ကွာဟုတ်ကဲ့ဆရာဟုတ်တမိဘာပြလာလဲပြော ။သမီးလေးရင်နေပူပြီးခေါင်းနေကိုက်နေအတော်ကြပြီဆရာ။အဲ့ဒါတွေးရတွေးမှဟုတ်ရဲ့လားဆိုပြီးဆရာကိုလာပြကြည့်ရ။အဲ့ဒါဆိုတော့ဆရာကုပေးရမှာပေါ့။ဟုတ်ကဲ့ဆရာ။ဒါပေမဲ့သမီးယောဂအတွက်ကိုဆရာအာယုံခံလိုက်အောင်မယ်နော်။အင်္ဂါသမီးဘော က်တာဆရာရဲ့အိမ်မှာလဲအိမ်ဝင်းအုံးချောင်းနေမလဲဘူးဟုတ်တယ်ဟုတ်တယ်ဆရာသမီးရဲ့အဖေနဲ့အမေကလည်းလုံးဝကိုအယုံကြည်မရှိဘူးဟုတ်တယ်ဆရာရဲ့ဒီလိုလာတော့မှသူတို့ကိုပေးမသိဘူးသမီးရဲ့ယောဂအောင်ဆရာကကုပေးရတော့မှာပေါ့ เนาะဟုတ်ကဲ့ပါဆရာအဲ့ဤတွေ့ဒါဆရာအိုးဒီကလေးမလေးတောက်ဖို့အတွက်ဆေးကောင်းကောင်းလေးတစ်ခွက်ဖြော်ခဲ့ကွာအေးမြဲအေးအေးအဲ့တော့မြန်မြန်လုပ်တော့မြန်မြန်ဟုတ်ကဲ့ဆရာဟုတ်တော့ဘောပါ့ဘူးနောက်တလူတွေရောက်လာအောင်မဲကွာဟုတ်ကဲ့ပါဆရာမြန်မြန်လေးလုပ်ကွာเนาะမြန်မြန်လေးဟုတ်ဟုတ် 一百米远，你罗到啦，喏。哎，我们一百米，大呀？好，得大吧？是 ီတွေ့ကြားဆရာအပြင်မှာလူကိုကြည့်ထားလိုက်ဦးကွာနော်ဟုတ်ကဲ့ဆရာဟုတ်ကဲလူလေးမနဲ့မိုးတောက်လို့ရှိရင်တို့ဆရာတပည့်နှစ်ယောက်ဒီသင်္ချိုင်းကနေထွက်ကြရအောင် ကြောင်းတော့ဖန်လာပြီပေါ့ကွာဒုခိုင်းကိုဝင်ပြီးဒုပညာရက်တီတင်ထားတဲ့အကောင်ကခွန်ရသားသမီးကို နှိပ်ဆက်ပြီးတော့မကောင်းဆိုးဝါးဖြစ်နေပြီအာရီကောင်ကိုရှင်းလင်းတုတ်တင်ဖို့ဒုသွားကြရအောင် ဆရာအေးမိုးကချုပ်တော့မယ်အဲ့မှာလူမလားဟမ်ဘာလို့နေလဲမသိဘူးဩဟောမိုးဆွေကလည်းအဲ့ဒါလူမဟုတ်ဘူးပေါ့ဟာဆရာလည်းအဲ့မှာလူမြင်နေတာဟာယူဩကဲမင်းကလည်းပြောရခက်ပါလားကွာကဲဓမ္မကြီးဟဲ့ဟုတ်ရင်မလားဟမ်အဲ့ဒါလေကွာ ပညာရတဲ့ပညာတွေရတဲ့ဟာလူတွေအားလုံးကစိတ်ဝင်စားတတ်ကြတယ်။အဲ့ဒီစိတ်ဝင်စားမှုအပေါ်မှာကိုကလိုက်ပြီးတော့အဲ့ဒီပညာကိုသင်ယူတယ်။အေးတချို့ကြတော့လေပါရမီခံပါလာတော့လေဒီပညာကိုသူကတတ်တော့တယ် ရှိုက်နေလဲမြင့်နေပြီဆိုတော့ရွာထဲကိုပဲချိန်ဝင်ပြီးအဲ့ငမိုက်တောင်ဆုံးပါမယ်ဟင်းတို့ကရွာထဲကိုဝင်ရင်တိုင်းဝင်လို့မရဘူးလေမူးဆွေရဲ့ဟာဘာဖြစ်လို့လဲဗျာအခုဝင်မဲ့ရွာကတို့ရွာမှာမဟုတ်ပဲကိုပိုင်နေနိုင်တဲ့ရွာမဟုတ်တော့ကြတော့ခွင်တောင်းရမယ်လေကွယ်ဟုတ်ဘူးလား ဘယ်နေရာပဲဖြစ်ဖြစ်ကွန်ပျူတာတောင်းနေရထောင်းရတာပေါ့ကွာလူတွေမှာလဲလူစည်းကမ်းဆိုတာရှိသလိုနတ်တွေမှာလဲနတ်စည်းကမ်းဆိုတာရှိကြတယ်ကွာလူတွေနဲ့ရှင်ပြီးပြောမယ်ဆိုလို့ရှင်ရင်ဒီရွာတွေကိုတို့ကဝင်ပြီးကိစ္စကြီးငယ်တစ်ခုခုလုပ်တော့မယ်ဆိုလို့ရှင်ရွာလူကြီးကိုခွန့်တောင်းရသလိုပဲကွာအဲ့တော့ဒီရွာကိုစောင့်ရှောက်စောင့်ကြံ့နေတဲ့ရွာဆောင်နတ်ဆိုတာကိုလည်း တာမန်လူတွေမမြင်နိုင်တဲ့ကိစ္စကိုတို့ကလောက်ကြတော့မှာဆိုတော့ရွာဆောင်နဲ့ကိုပင့်ဖိတ်มาရမှာလေကွာဒါပေမဲ့ဘုံငမိုက်သားရွာထဲမှာနေနိုင်ပြီးတော့ကျုပ်တို့ကဘာလို့မဝင်နိုင်ရလဲမင်းမေးတာသဘာဝကြပါလေအဲ့ဒီလူရန်ကငါတပည့်ကမတောက်တခေါက်အထက်လမ်းပညာလေးတတ်ထားတာဆိုတော့ဒီကောင်ကလှုပ်ထားတာပေါ့ကွာဒီမှာနောက်ကြမင်းရှင်းသွားပါလိမ့်မယ် မင်းကိုသင်ပေးမယ်ကဝေးပညာရက်ဒီထဲမှာဒီကနေ့ဆောင်ရွက်ရမယ်ကိစ္စကတော့မင်းရဲ့ပထမအဦးဆုံးအတွေ့အကြုံပဲမင်းပြန်ဆန်ထားပြီကဲငါပြထားတဲ့နေရာမှာမင်းညီချင်းသွားတူကြည့် ဦးစွေမင်းမြေချင်းတူးပြီလားတူးပြီပါဆရာမင်းမြေချင်းကိုနက်နက်ကလေးတူးရလားဟမ်တူးတော့ပါလေကဲနေလဲမွန်လွဲသွားပြီဆိုတော့တို့လုပ်ငန်းစဉ်စလို့ရပြီမင်းဒီဘက်မှာကံမထမ်းထိုင်ရမယ်စိတ်ကိုသေးသေးချာချာစူးစီးပြီးတော့အာယုံပြုငါရဲ့လှုပ်ဆောင်ချက်တွေကိုကြည့်ပြီးတော့မင်းမေးချင်တာပြောချင်တာရှိရင်ငါ့ကိုစိတ်နဲ့ဆက်သွယ်ပြီးတော့ပြောပါ ဟုတ်ပြီလား ဟုတ်ကဲ့ပါဆရာအေးကဲစတော့ငါကျွေးမွေးထားတဲ့မဲလုံးရွာပြင်တုတ်တံမှာရောက်နေတဲ့ အောင်လန်းစရာနှစ်ယောက်ကိုမိတော်ပြီးတုတ်တင်ရှင်းလင်းလိုက်မိတုတ်တင်ရှင်းလင်းလို့အောင်မြင်ရင်နင်းအတွက်အမဲတကောင်ငါကျွေးမယ် အကုသိုလ်ကောင်းအကောင်းဆိုးဝါအကောင်းမင်းငါ့ကိုဘလို့ပဲထိခိုက်အောင်လုပ်လို့ငါကဘာမှဖြစ်မှာမဟုတ်ဘူးမင်းမဲပြန်မလိုက်မယ်သူကိုချုပ်ထားလိုက်ကြစမ်းကွာ

မင်းတော်တော်ပူနေပြီမဟုတ်လားနည်းနည်းလည်းမကောင်းဆိုးပါမင်းခုနှစ်သားသမီးကိုနှိပ်ဆက်တုန်းကသူတို့ဘလို့ခံစားရမလဲဟင်းမင်းပူနေလိုက်စမ်းမင်းလောင်နေလိုက်စမ်းမင်းဘူးတာလောင်တာတွေငိမ့်ညင်နေဆိုရင် ငါခိုင်းတဲ့အတိုင်းလုပ်မင်းကိုစေခိုင်းလိုက်တဲ့မင်းရဲ့ဆရာရဲ့ဝိညာဉ်ကိုနှုတ်လာခဲ့နှုတ်ပြီးတာနဲ့ငါစီကို ပြန်လာခဲ့ သင်ကကြုံဆောင်ရှောင်နေတဲ့ကောင်လေးကိုဘာဖြစ်လို့ဒုက္ခပေးရတော့။အော်ဘိုးတော်ကိုယ်တိုင်ကြွအမြန်လာတာဘူး။မှန်ပါတယ်ဘိုးတော်။ဒါပေမဲ့လည်းကျွန်ုပ်အခုပြောမယ့်စကားကိုတော့ခိတ္တခဏသီးခံပြီးနားထောင်ပေးပါဘူးတော်။ဘိုးတော်ကူညီဆောင်ရှောက်ပေးနေတဲ့ဘိုးတော်ရဲ့တပည့်ဟာဘိုးတော်ရဲ့အမတန်မွန်မြတ်လာတဲ့ကုသိုလ်ကြီးတဲ့ပညာတွေကိုသင်ထားပြီးတော့ တကယ်တမ်းကျတော့ခုနှစ်ရသားသမီးတွေကိုအကုသို့ကြီးစွာနဲ့စိတ်ဆင်းရဲကိုဆင်းရဲဖြစ်အောင် လုပ်နေတဲ့ဘိုးတော်ရဲ့တပည့်ကိုကျုပ်တို့ဆရာတပည့်ကပညာပေးနေခြင်းပဲဖြစ်ပါတယ်။ဒါကူမှဘိုးတော်အနေနဲ့ဘိုးတော်ကြင့်ကြံထားတဲ့သီလတမာရီပညာအာဒါဂရီဟူရာမငဲ့ကွက်ခဲ့ဘူးဆိုလို့ရှိရင်တော့ဘိုးတော်ရဲ့သိက္ခာဟာကြာဆင်းသွားနိုင်ပါတယ်။ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘိုးတော်အနေနဲ့မျက်ွယ်ပြုတ်ပေးပါလို့ကျွန်ုပ်အနေနဲ့မေတ္တာရက်ခါပါတယ်ဘိုးတော်ပေးဟိုသွားဖို့လေညောင်သုံးပင်ရွာဟာကိစ္စသွားလာကျုပ်ဆရာနဲ့တွေ့ဖို့ဖြစ် သိစရာကဘာတူလဲကျောင်းမပြောနိုင်ဘာပြောလာမာယူကြောရင်ဟဲ့သိစရာဘာတူလဲကျောင်းမပြောနိုင်ဘူးခင်ချမရှင်လေပြောင်းတွေချမ်းမာတန်တရာတွန်းစိတ်ကောင်းတွေထားကား 眼里记得一个娃娃悲伤家呀那大手的那个那